စပတင်ဘာလအတွက်ပရီးမီးယားလိဂ်က PH ချီးမြှင့်တဲ့ Awards တင်တဲ့ပတ်သက်ပြီးတော့သုံးသပ်ဆွေးနွေးမှုအနေနဲ့လှုပ်လိုက်အောင်ခင်ဗျ Welcome to my party we're just getting started a life is a dream or a nightmare starring မင်္ဂလာပါကိုခဲအင်စတာဖူတဘောလျှော့နေကြိုးစားပါရစေကျွန်တော်ကိုခဲမှာစပတင်ဘာလအတွက်ပရီးမီးယားလိဂ်က PH ချီးမြှင့်တဲ့အကောင်းဆုံးဆုတွေကတော့အားလုံးနဲ့တည်ပြီးသားဖြစ်မယ်လို့ထင်တယ်တွင်ကိုဆုအတွက်အာကြီးရဲ့မာတင်ဆူဘီမန်ဒီအကောင်းဆုံးနီးပြဆုကိုတော့ Crystal Palace နီးပြ Glaston အကောင်းဆုံးဂိုးပေါက်ကာကွယ်မှုစုကိုတော့ Man City ကိုသမား Donnarumma နဲ့အကောင်းဆုံးကစားသမားစုကိုတော့ Erling Haaland တို့ကရရှိသွားတယ်။ဆိုတော့ဒီကစားသမားတွေဒီစုတွေဘယ်လိုရရှိခဲ့တယ်လဲ Titan မှု ရှိရလားဘယ်လိုကိန်းနဲ့အချက်လက်တွေရခဲ့တယ်လဲကျွန်တော်တို့ဆွေးနွေးသုံးသပ်ကြည့်အောင်။ရေသုံးပြောချင်တာဒီစုတွေကလွယ်လင်းတကူရတာတော့မဟုတ်ဘူးဗျ။ဒီလတ်တလတာမှာစွမ်းဆောင်ရင်ပိုင်းနဲ့ပတ်သက်ပြီးတကယ်မှတ်ချောက်တင်ခံနိုင်မှရတယ်လို့ပြောလို့ရတယ် ဥမာပြောရင်ဗျာ manager of the map glassner နဲ့အတူပါဝင်လာတဲ့နီးပြားတွေကတကယ် share နီးပြားတွေကြီးပဲ librick ကတော့ထားလိုက်ပါတော့အကျန်းတဲ့နီးပြားတွေကြည့်မယ်ဆိုတော့ arteta တို့ pep guardiola တို့ပါလာတယ်အထွန်းတူပဲ the player of the map မှာလည်းအားလင်းဟာလန်လွယ်လင်းတကူရခဲ့တာမဟုတ်တကယ်ကောင်းတဲ့ကစားသမားတွေကြီးပဲ zubimendi တို့ shaka တို့ yankuba min တို့စသဖြင့်ပါလာတယ်ပေါ့နော်အကျန်းတဲ့ awards တွေလည်းထွန်းတူပဲဆိုတော့ကျွန်တော်အရင်ဆွေးနွေးရမှာ goal of the map martin zubimendi ရဲ့ ရော့ကက်သွင်းကိုကြီးပေါ့နော်မြေမကျသွင်းကို volley လို့ပြောရမှာပေါ့ဒီကိုကစသွင်းကလေးကကျွန်တော်ကရမမှန်သိပြီးသားအဲ့ကိုဒီ goal of the man မဟုတ်ဘူး goal of the year ရဲ့မှာတော့မှပါလာနိုင်တယ်တကယ်ကိုကောင်းမွန်တဲ့ကံချက်အချစ်ပမိုးထိချက်နဲ့ကံဖို့ဆိုတာထိချက်မှန်မှရတယ်ပေါ့နော်ဒီ goal က Martin Zubimendi ရဲ့နီးစနစ်ပိုင်းကျင့်ကြံမှုကိုပြသလိုက်တဲ့ goal ဖြစ်ပါတယ်ကိုကျွန်တော်ဒီနှစ်မှာ ်ပရီးမီးယားလိရဲ့ Goal of the Month နှစ်ဂိုးလုံးတော်တော်လှတယ်လို့ပြောလို့ရတယ်အဲ့တော့ Martin Zubimendi ဒီ Goal of the Month မှာသာမကဘဲနဲ့ Player of the Month မှာလည်းပါဝင်လာတဲ့အတွက်ကြောင့် Arsenal ရဲ့ Zubimendi ကိုခေါ်မှုကပါတီလစ်လိုက်တော့ဗျာဒါပါတီကိုမရှိတော့လို့ကျွန်တော်အဲ့လိုစကားပြောရမှာတော့တကယ်ကြီးကိုကျွန်တော်ဇူဘီမန်နီကိုကြိုက်တယ်ဆိုတော့တော်တော်များများလည်းသိတယ်အဲ့တော့မာတင်ဇူဘီမန်နီရှစ်လျှောက်လဲထပ်ပြီးတော့အစမ်းတက်ခံရပါလိမ့်မယ်အစမ်းလဲတက်ခံနိုင်မယ်လို့ထင်တယ်ဗျโอเคနောက်ထပ် safe of the man နဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးရအောင် မက်ဆီဒီဂိုးသမားဒိုနာရမာအကောင်းဆုံးကိုပေါက်ကောက်ွယ်မှုဒီတဲကတခုပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အရင်မအံ့ဩဘူးဗျာဆစ်ဖော့မန်ရသွားတယ်ဒီကိုဘယ်လိုပို့တော့ကောက်ွယ်သွားရွတ်စင်ကြီးပါညာဖြစ်မနေဘူးဒိုနာရမာကောက်ွယ်တဲ့အလုံးတွေအထက်မိုက်တာတွေအများကြီးရှိတယ်ဒီကိုကကြတော့သူအကောင်းဆုံးဖြစ်တဲ့အတွက်ကြောင့် Sea of the Man နဲ့မှာထည့်လိုက်တယ်ပေါ့နော်မန်စီးတီးနဲ့ United တွေ့တဲ့ပွဲမှာအမ်ဘူမိုရဲ့ကန်ချက်ဒီကန်ချက်ကခုနကမာတင်ဆူပီမန်တွေလိုမျိုးပဲ ထိချက်မှန်တယ်ဘောလုံးတစ်လုံးမှာအဲ့ထိချက်ကအရင်ရေးကြည့်တယ်အဲ့ထိချက်မှန်လူပေးတာလည်းလွဲတယ်ကန်ချက်တွေလည်းလွဲတယ်အဲ့တော့အမ်ဘူမိုရဲ့ကန်ချက်ကပါဝါတော့အရင်မပါဘူးဒါမဲ့ direction မှန်တယ်ဝင်သင့်တယ်အဲ့ဒီလိုရအောင်ပုတ်သွားခဲ့တယ်ပေါ့နော် तू ကအရက်ကဂလန်ဂလားဗျာပြောချင်တာခါပြက်ဘောမျိုးတွေအပေါ်ဒေါင်းနေဆိုရင်အရက်ရှည်တဲ့အတွက်ကြောင့်ဖမ်းလို့လွယ်ကောင်းလွယ်မယ်တိုးတော့အဲ့အောက်ဘောကြီးကိုပါရအောင်ဖမ်းတာ မသီးတီအနေနဲ့ဒေါနာရမာကိုခေါ်လိုက်တာလုံးဝမှန်တယ်ဗျာသူ့ကိုပေးရမယ့်လောကပမာဏကိုမြန်လွဲခဲပြစ်လုပ်ပြီးတော့ပေးလို့ရတယ် James Trafford နဲ့ဆိုရင်အဲ့လောက်ထိအဆင်ပြေမှာမဟုတ် Trafford နဲ့ဒေါနာရမာနှစ်ဆင့်သုံးဆင့်လောက်กว่าတယ်အဲ့အတွက်ကြောင့်လည်းဒေါနာရမာဒီလက်ရှိအချိန်မှာကမ္ဘာပေါ်မှာအကောင်းဆုံးကုသမဖြစ်နေတာမသီးတီရဲ့ဂိုးပေါက်တနေရာအတွက်စိတ်ချဖို့လုံးဝเนาะယုံကြည်ထားလို့ရတဲ့ကုသမဖြစ်တယ်ဒါမဲ့ လူတိုင်းကတော့အမာရင်မကင်းဘူးပေါ့နော်သူ့ရဲ့အမာရင်တချို့လဲဒါကျွန်တော်တို့မြင်ခဲ့ရတယ်အထူးသဖြင့်အာရင်ရဲ့ပွဲမှာဒါသူ့ရဲ့ရှစ်တက်နေမှုကြောင့်ကိုပြန်ပေးလိုက်ရတာပေါ့နော်ဒါပေမဲ့လည်းဒီ save of the man အရာ Donnarumma တော့တကယ်ကိုပေးတဲ့ moments လေးတခုလို့ထင်ပါတယ်ကဲကျွန်တော်နောက်ထပ်စုတစု manager of the man Glasner လည်းထိုက်ထိုက်တန်တန်ရသွားတာဗျအဲ့တော့ Glasner နဲ့ပူတွဲပြီးစကားတင်စီးမှာရက်တည်ခဲ့တဲ့နီးပြတွေကလည်း Messi ကိုလမ်းကြောင်းမှန်ပေါ်စွဲတင်လာတဲ့ Pep Guardiola Arsenal ကို ဖြစ်ဖြစ်မမှန်ရှေ့ဆက်ပေးနေတယ်နော်အာတီတာဒါပြင်စန္ဒလန်လိုအသင်းမျိုးမယုံကြည်နိုင်စရာကောင်းလောက်အောင်စွဲတင်ပေးထားနိုင်တယ်လီဘရစ်တို့ဖြစ်ပါတယ်ဒီတည်းကမှဒါပဲလစ်နီပြဂလက်စနာကတော့စက်တင်ဘာလထဲမှာလုံးဝရှုံးမွေးမရှိခဲ့တဲ့စွမ်းဆောင်မျိုးကြောင့်ဒီစုကိုစုခူးရရှိခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့စက်တင်ဘာလမှာပဲလစ်ရဲ့စွမ်းဆောင်ရည်တွေကိုကျွန်တော်ပြပြမယ်အက်စတန်ဗလာကိုအဝေးကွင်းမှာ3-0နဲ့နိုင်ခဲ့တယ်စန္ဒလန်ကိုအိမ်ကွင်းမှာ ဇီဒီတည်ကြတယ်ဝက်ဆန်အသင်းကိုအဝေးကွင်းမှာ2-1နဲ့နိုင်ခဲ့တယ်နောက်ဆုံးပွဲစဉ်ကတော့ဒါလီဗာပူးနဲ့ပွဲပေါ့နော်ဒီပွဲအကြောင်းလဲဒီစုကိုရသွားတယ်လို့ကျွန်တော်ထင်တယ်ဗျလီဗာပူးကလုံးဝရှုံးပွဲမရှိသေးပေမဲ့အဲ့ဒီပွဲမှာပထမဆုံးစပြီးဦးကျိုးတာပေါ့နောက်ဆုံးအဒီအန်ကဒီယာကန်သွင်းသွားတဲ့ဂိုးနဲ့အတူပဲလစ်တို့အနိုင်ရသွားတယ်တကယ်လဲဒီနေ့ဘောလုံးရတယ်မှာဂလက်စတာတော်တော်မိုက်တယ်ဗျရှုံးပွဲမရှိပဲဗျဒီလူစင်းနဲ့ရှစ်ဆက်ထားနိုင်တာကျွန်တော်ချီးကျူးရမယ်အရာအိုလာလဲတော်တယ်ဆိုပေမဲ့ ဂလစ်နာကတော့ဒီစက်တင်ဘာလအတွင်းမှာရှုံးပွဲမရှိခဲ့တဲ့အတွက်ကြောင့်ဒီစုကိုစုခူးရရှိခဲ့လို့ထင်တယ်။ဒါမဲ့ဟိုကံမကောင်းတာတစ်ခုကသူတို့ evident အသင်းကိုနောက်ဆုံးမိနစ်အချိန်ကမှဂိုးပြန်ပေးလိုက်ရပြီပထမဆုံးရှုံးပွဲကိုအော်တိုဘာလအတွင်းမှာကျုံ့တွေ့သွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာကဲနောက်ဆုံးစု player of the match အာလင်ဟာလန်ဂျိုဒါတကယ်ကိုကောင်းတဲ့ကောင ကျွန်တော်ဟိုပွဲစဉ်ပြောလေးလား၅လားမသိဘူးပြထားပါတော့ကျွန်တော်အဲ့ဒီကပြောပြီးသားဒီနှစ်ကိုသွင်းပြန်อ่ะအားလင်းဟာလန်လွဲပြီးဘယ်သူမှရစရာအကြောင်းမရှိဘူး Avery Yogis အဝင်ဖို့အတွက်အချိန်နဲ့ငယ်ယူအောင်မယ် Benjamin Shesku ကိုတွေတွင်းနေပေမဲ့ဟာလန်ကိုလိုက်မိဖို့ဆိုတာမလွယ်သေးဘူး JP အခုဆိုကိုပေါက်ပြောက်နေတာကြာပြီးနောက် Isak ဆိုလည်း Liverpool မှာရမ်းကြီးပြအစင်မပြေသေးဘူးပေါ့နော် Igi Digi Diaw ကတော့အားလင်းဟာလန်ကိုနည်းနည်းလောက်တော့ချင်းချောင်းနိုင်မယ်လို့ထင်တယ်ဒါပေမဲ့နည်းနည်းပါ 음အဓိကကိုးတွေကိုကျွန်တော်မြင်ရဖို့ရှိတာအားလင်းဟာလန်စီရပဲမြင်ရဖို့ရှိတယ်အဲ့တော့ကျွန်တော်ဒီနေ့ဘောလုံးရတယ်မှာအားလင်းဟာလန်ကတော့ golden boot ရဖို့အသေးစားဆုံးကစားသမားဖြစ်ပါတယ်69ရာခိုင်နှုန်းတော့အားလင်းဟာလန်ပဲရမှာဒဏ်ရာမရခဲ့ရင်ပေါ့နော်ဆိုတော့အားလင်းဟာလန်ရဲ့စွမ်းဆောင်ရည်ကလည်းကျွတ်စင်ပြစက်တင်ဘာလမှာဒီနိုင်ငံတကာပွဲစဉ်တွေမှာလည်းကိုးတွေရှယ်သွင်းတာဒါဖင်လန်နဲ့ပွဲတုန်းကတကူနော်မော်ဒိုဗာနဲ့ပွဲတုန်းက၅ကိုးသွင်းပြီး၂ကိုးဖန်တီးပေးတယ်အဲ့တော့နိုင်ငံလွေရင်းအသင်းနဲ့ ပွဲတွေကဂိုးတွေပါထက်တွက်လိုက်ရင်စက်တင်ဘာလမှာသူတွင်းတာတွေကမနေဘူးဒါပေမဲ့ပရီးမီးယားလီးဂ်ပီအက်ချီမြင့်တဲ့စုဖြစ်တဲ့အတွက်ကြောင့်ဒါ EPL ပွဲတွေကိုပဲကျွန်တော်ထက်တွက်ရမှာပေါ့နော်ဒါနာပိုလီနဲ့ပွဲမှာပါသူဂိုးသွင်းသေးတယ်အဲ့ဒါလောက်ထိကိုဒီဘဲလေးကကျန်းတာလက်ရှိမြန်မာခင်မှာအထောင်တိုက်စစ်မှုတွေတဲမှာဟာလန်ဒီကျွန်တော်အကြိုက်ဆုံးတိုက်စစ်ကစားသမားပဲခွန်အားအပြည့်နဲ့တိုးပြီးယုံပြီးဘာမှအပြည့်ပြောနေစရာမလိုဘူးအခုနောက်နှစ်တည်မှာသူပို့ပြီးတော့ခံစစ် စင်ကူမှုတွေလည်းကောင်းတယ် defensive action လေးတွေလည်းပို့ပြီးတော့ပေးလာနိုင်တယ်ကျွန်တော်တို့တွေ့ရတယ်အဲ့တော့အားလင်းဟာလန်ဒီဒါစက်တင်ဘာလ15ရက်နေ့မှာပေါ့နော်မန်ယူနိုက်တက်နဲ့တွေ့ရတယ်သူ2ဂိုးတွင်းခဲ့တယ်ပြီးတော့အာအီးနဲ့တွေ့တဲ့ပွဲမှာလည်း2ဂိုးတွင်းတယ်ဘန်လီနဲ့တွေ့တဲ့ပွဲမှာ2ဂိုးတွင်းတယ်တောက်လျှောက်ဂိုးတွေစက်တင်ဘာလအတွင်းမှာတွင်းယူခဲ့တာဖြစ်ပါတယ်အော်တိုဘာလမှာလည်းဟာလန်တွင်းနေတော့မယ်ရက်တန်းမှုမလွယ်တော့ဘူးခွာရန်ကောင်းတာဟုတ်ဗျဆိုတော့ ီစက်တင်ဘာလအတွက်ပရီးမီးယားလိဂ်က PSG မြင်းနဲ့စုပိုင်ရှင်တွေကတော့တကယ်ကိုထိုက်ထိုက်တန်တန်နဲ့ရရှိခဲ့တယ်လို့တော့ကျွန်တော်ယူဆပါရတယ်။ကျွန်တော်ညီကိုတွေရောဒီစုတွေပေါ်မှာဘယ်လိုမျိုးမြင်လဲခင်ဗျ။ဘယ်လိုမှတ်ချက်ပေးခြင်းတယ်လဲ။ comment မှာဝင်ရောက်စုနေတုံ့တက်ပေးသွားကြပါအောင်ခင်ဗျာ။